လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကျက်တရားသူ့အခုလျောက်ဖြစ်လာတာဟုတ်အဓိကတည်းကစစ်အာဏာရှင်ဖြစ်တယ်ဒီလိုရာဇဝင်ကြီးကျူးလွန်နေတဲ့စစ်တပ်ကစစ်ကောင်စီဖွဲ့ပြီးလူကောက်ပွဲလုပ်နေတာလက်ရှိအကျက်တည်းဖြစ်မှုလူကောက်ပွဲမှာစစ်ကောင်စီရဲ့ကျိုးတော်နောက်ခံပါတီအဖွဲ့အစည်းတွေနဲ့အများစုကသူ့ရဲ့ဝိဖက်ပါတီတွေပဲဖြစ်တဲ့အတွက်ကြောင့်တရားမျှတမှုရှိနိုင်တယ်လက်ရှိအကျက်တည်းလည်းမဟုတ် ရင်းစပ်ဖြတ်ကျော်မှုခင်းဒီ online လိမ်လည်မှုတွေအရမြန်မာစစ်တပ်ကအကျိုးမြတ်ရနိုင်ပြီးတော့ကမ္ဘာနိုင်ငံ80ကျော်ရဲ့ပြည်သူတွေပါဒီ scan center တွေမှာကျုံ့ပြုတ်ခံနေရတယ်လို့ဆက်ဆက်နေအဲ့ဒီတော့စစ်အာဏာရှင်ပြစ်ပမဲ့ရုပ်ောက်ပွဲကိုထောက်ခံခြင်းဟာဒေသတွင်းမှာ online လိမ်လည်မှုတွေနဲ့ scan center တွေတည်ယုံရက်တည်နေအောင် ကူညီလှုပ်ဆောင်တာနဲ့အတူတူပဲဆိုတာကိုနိုင်ငံတကာကသိစေချင်တယ်။နောက်ဆက်တွဲအနေနဲ့ဒေတာတွေတည်ငြိမ်မှုတွေကိုပါထိခိုက်ပျက်စီးသင့်မှာဖြစ်တယ်။ဒါကြောင့်စစ်ကောင်စီကဒီနှစ်ကုန်မှာကျင်းပမဲ့ဖန်ပြယူကောက်ပွဲကိုမထောက်ခံကြဘူးနဲ့ဖန်ပြလွတ်တော်ဖြစ်ပေါ်လာရင်လည်းလက်မခံကြဘူးဆွေးနွေးနေကြတာဖြစ်ပါတယ်။